ကားပေါ်မှာသူဒီလိုရိုက်ပြထားတာကားပေါ်မှာတချင်းနေဆိုနေအောင်ပွဲတချင်းနေဆိုနေကြအဲဒါအဲ့လိုဆိုနေတဲ့အချိန်မှာနောက်ခံ background ဟိုဟာရမိုက်တယ်အဲ့ဒါရဲစကန်ကိုမီးရှို့ထားလို့မီးကိုလုံးကြီးတက်လာတဲ့ဟာကြီးပေါ့နော်မင်္ဂလာပါဒီနေ့တရင်ကောင်းနေအများကြီးရှိတယ်ဗောနော်ဒါတိုက်ခိုက်နေပတ်သက်လို့တိုက်ပွဲအောင်မြင်မှုနေပတ်သက်လို့တရင်ကောင်းနေအများကြီးရှိတယ် ဒါရင်းနသာရေစကန်အောင်ပွဲလည်းရှိတယ်ကပ္ပစာ73ပြစ်ခတ်မှုအောင်ပွဲလည်းရှိတယ်ပြီးရင်16ကတန်ကြက်ကနစီနဲ့ရုတ်တီနဲ့တက်လာတဲ့ကောင်လေးပေါ့နော်အဲကောင်လေးကိုတိုက်ခိုက်အောင်မြင်လိုက်တဲ့အောင်ပွဲလည်းရှိအောင်ပွဲတွေအများကြီးပဲဗျာလူပြီးရောပြောနေရနေသားပေါ့နော်ပြီးတော့လက်တလုံးမှာအောင်မြင်မှုစ조사နေတဲ့တေချာဘောက်အောင်မြင်မှုရမယ့်အောင်ပွဲတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့အချိန်ခဏလေးစောင့်ပြီးတော့တည်ထန်ကြအောင်အခုဆိုရင်ဒါရင်းနသာရေစကန်ကိုတလင်းတက်ဖွဲ့တွေဝင်ကြိတ်တာပေါ့နော်အဲ့ဒါကဒါကြောင့် တရက်ခရိုင်အမှတ်လေးတရင်အဲကျုံးတာပေါ့နော် မိုက်တယ်သူတို့တွေစပြီးတော့ပြင်ဆင်ပါတယ်ဆိုတော့အပိုင်းကနေစပြီးတော့အောင်ပွဲခံတဲ့အချိန်ထိဗီဒီယိုအက်ဒီတမှာအရန်တော်တယ်ကျွန်တော်တို့သဘောကျတယ်ပေါ့နော်ပြီးရင်ဒါတို့စပြီးတော့ပြင်ဆင်ပါတယ်ဆိုတော့ပုံစံမျိုးတွေရိုက်ရိုက်ပြတဲ့အချိန်မှာလည်းစိတ်အားတက်ကြွစရာအများကြီးပဲ အဲကြောထူးထူးခြားခြားမြင်ရတဲ့ဟာလေးထူးထူးခြားတဲ့အချက်လေးလည်းကျွန်တော်မြင်ပြီးသလောက်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ပြောသွားမယ်အဲပထမဆုံးတော့ဒါလုံးဝဒါစီမံချက်တွေချပြတဲ့ပုံစံမျိုးပေါ့ရှင်းလင်းတာတွေအဲပြီးရင်ခုနလိုအဲငါတို့ဘယ်လိုတိုက်မယ်မညာဒါမျိုးပုံစံမျိုးပြောတဲ့ဟာတွေလည်းပါတယ်အဲပြီးရင်ဒါစုဖွဲ့တာတွေပြင်ဆင်တာတွေအဲအဲ့ဒါကြီးလည်းပါတယ်ပေါ့နော်ပြီးတော့ဒါကားကြီးကားငယ်အတွေ့အတွေ့အဲပြီးရင်ဆိုင်ကယ်တွေလည်းပါတယ်အရှိသမျှဟာအကုန်လုံးနဲ့ဒါတပ်ဖွဲ့တွေကစိတ်အားတက်ကြွနေပေါ့နော်သွားကြမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲပြီးရင်ယူနီဖောင်းပြည့်စုံတယ်အဲ့ဒါလည်းမိုက်တယ်ဗျာ ဒါတကယ်ကိုပေါ့နော်လုံးဝစမတ်ချာချာနဲ့ချမယ်ဆိုတော့စစ်သားပေါက်တဲ့စစ်သားပီတာတဲ့ပုံစံပေါက်တယ်ပေါ့ဗျာအဲအဲဥစားလည်းတကယ်အားရဖို့ကောင်းတယ်ပြီးရင်တရင်ရယူမှုအပိုင်းလို့ကျွန်တော်ထင်တဲ့ဟာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီသူတို့တွေဒါစုဖွဲ့ပြီးတော့စကားပြောနေကြတဲ့ချိန်မှာဒီအရက်သားပြည်သူတွေလည်းတွေ့ရတယ်အရက်အရက်ဝင်းနဲ့ပေါ့နော်အရက်ဝင်းနဲ့လည်းတွေ့ရဒါတပ်ဖွဲ့ကောင်တပ်ဖွဲ့ဝင်ကရဲဝဲဝဲထားလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အရက်သားဖြစ်ဖို့ပိုများတယ်အဲသူသူ့ကိုဒါသူ့ကိုတွေ့ရတာကပေါ့နော်ဒီအနေထားကို တရင်ရယူနေတဲ့ဟာတွေဖြစ်ဖို့များတယ်။သူတို့သွားသွားတိုက်မဲ့စီမံချက်ကိုပေါ့နော်။ကောင်ထယ်ဘိုးဘိုးအတွက်ကိုဒီရဲစခန်းရဲ့အနေထားအဘာညာအဲ့ဟာမျိုးတွေအတွက်ကိုဒါဒီနေ့အခြေအနေဘယ်လိုရှိလဲဒီကောင်နေတင်းဘာလို့အဲ့လိုမျိုးပုံစံမျိုးတွေမေးနေတယ်ဆိုရက်အဲသဘောမျိုးတွေ့ရတယ်ပေါ့နော်။အဲ့ဒါလည်းမိုက်တယ်။ပြောရရင်ပြည်သူလူထုကလုံးဝတော်လိုင်းတပ်ဖွဲ့တွေကိုဒါအပြည့်အဝထောက်ခံတယ်ရရှိသမျှသတင်းတွေမှန်သမျှကိုခုနလိုအသက်နဲ့ရင်းပြီးတော့ပေးနေတယ်ဆိုရဲဟာလဲတွေ့ရတယ်ဗောနော်အဲအဲဥစ္စာလဲတော်တော်အားရစရာကောင်းတယ်ပြီးတော့အဲ drone တွေလဲတွေ့ရတယ် drone လဲပါတယ် အကုံပေါ့နော်အကုံအစုံဒါခုနလိုရှိသမျှလက်နက်အကုံအစုံနဲ့အင်ပြည့်အားပြည့်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဖွဲတွေမှာဒီတက်ပူပြီးပြည့်စုံလို့ရတော့လုံးဝတကယ်တိုက်တန်းအောင်မဲ့တပ်ဖွဲ့တွေဖြစ်လာမှာဗျာဒီလားအဲဥစ္စာလည်းတကယ်အားရတယ်ပြီးတော့ဒါတို့တွေစုဖွဲ့ပြည့်တဲ့အချိန်မှာအချိန်ခဏစောင့်နေနောက်ဆုံးညာဘက်မောင်နေတဲ့အချိန်ထိရောက်သွားမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်အချိန်ကောင်းစောင့်နေလားဒါမှမဟုတ်လေခုနလိုဒါအခွင့်ရေးစောင့်နေလားအဲမပြောတတ်ဘူးပေါ့နော်ဒါမောင်ကြီးပြောတဲ့အချိန်ကျမှစပြီးတော့ထွက်ကြတယ်အဲစပြီးထွက်ပါလိမ့်ဆိုတဲ့အချိန်မှာလည်း အာအကုန်လုံးပေါ့နော်ကားတွေပေါ့တက်တဲ့ချိန်မှာအကုန်လုံးလိုက်ရိုက်ပြထားအဲ့ဒါလည်းတော်တော်မိုက်တယ်ဗျအဲအဲ့လိုပုံစံမျိုးလည်းကျွန်တော်တွေ့ရတယ်တကယ်စိတ်ရတက်ကြွရတယ်ပေါ့နော်အဲ့မှာတိုက်ပွဲဆပြီးတော့ကျုံကြပါလေကျုံပြီဆိုတဲ့ချိန်မှာဟာအဖွဲတွေကတော်တော်စိတ်ရတက်ကြွရပဲဟိုတချို့နေရာတွေမှာဆိုတားပါတားရတယ်ပေါ့နော်ဟာနေပါအောင်မင်းတို့ကနေစွန့်ပြစ်မနေနဲ့နေအောင်အဲဒါမျိုးပုံစံမျိုးတွေကစတားရတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့အဲဒီကောင်နေရဲ့ပြင်ဆင်ထားမှုကိုကြည့်တော့လေမိုက်တယ်ဒီကောင်နေတေချာလှုပ်ထားတာဗျဟိုဒီဒီ ဟိုပါပေါ့ရက်ခွေးတွေပေါ့တေချာလောက်လာတယ်ဆက်သွေးမြောင်းနေမိုက်တယ်ကောင်းတယ်ပြီးရင်မြေအောက်အဲဂရုတ်ချင်းနေအဲခေါင်ဂရုတ်တွေမြေဆိုင်ပုံစံမျိုးတွေလှုပ်ထားတဲ့ဟာတွေလည်းတွေ့ရတယ်အဲသူတို့တွေကြိုတင်မျော်တွေးပြီးတော့ခန်းစစ်ကိုတေချာကောင်းကောင်းမွန်မွန်နဲ့ပြင်ဆင်ထားတဲ့ပုံစံမျိုးတော့ရှိတယ်ဗျအဲဒီချန်စီယိုကတော့ဒါမရှိဘူးဆိုတော့ဒါသူတို့ရဲ့ဒါအားတစ်ချက်ဖြစ်လည်းဖြစ်မှာပေါ့ဒါပေမဲ့အိုက်တက်ပို့ပြီးတော့မစွမ်းနိုင်တော့တာလည်းဖြစ်မယ်ပေါ့နော်အဲပြီးရင်ဒါဆက်သွေးမျောင်းတွေရှိတယ်ပြီးရင် ဲနှစ်ထပ်ဘန်ကားတွေလည်းတွေ့ရတယ်နှစ်ထပ်ဘန်ကားတွေရှိတယ်ဒါအခိုင်အမာလုပ်ထားတဲ့ပုံစံမျိုးအဲအဲ့ဟာမျိုးကိုလည်းဒါတော်လိုင်းတက်ဖွဲ့တွေကအဲသိရှိပြီးမှဝင်ကျုံတဲ့ပုံစံမျိုးလို့ဖြစ်မယ်အဲအဲ့ချိန်မှာဒါဘယ်ညာဖြန့်မှုအတွက်ပြောတာမျိုးတွေပါတယ်အားရောမင်းတို့လူခွဲလူဖြန့်ပါညာနဲ့အဲအဲ့လိုမျိုးပြောတာမျိုးတွေလည်းတွေ့ရတယ်ဗောနော် ပြန်ပြောသေးတယ်ဟဲ့အောင် AC 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 လို့ဟာမင်းငါတို့ကောင်းနေပိုင်ပြီရပြီဒါအပိုင်ဖြစ်ပြီအဲ့လိုမျိုးပြန်ပြီးတော့ကို့အဖွဲ့ကိုပြန်ဖြောင်းပြနေရတာဖွဲ့တယ်ကျုံးမယ်ဆိုတာကြီးပဲအဲ့ဥစားလည်းတကယ်အားရစရာကောင်းတဲ့အချက်ပေါ့နော်အဲ့ဒါလည်းတွေ့ရတယ်ပြီးတော့တပ်ဖွဲ့တွေရဲ့အဲဟိုစိတ်ဆက်တေချာမှုတွေလည်းတွေ့ရအဲ့ဒါဒါကျွန်တော်တို့တွိုင်းတွိုင်းနဲ့တို့တွေ့တဲ့အချိန်မှာမိုင်းကျိုးတွေတွေ့တာရှိတယ် ဒီဟိုပါပေါ့ဒီရှစ်ထပ်မိုင်းအတွက်လှုပ်ထားတဲ့ဟာတွေပေါ့နော်ဘက်ထရီအိုးနဲ့ဝိုင်ယာကျွန်းနဲ့ join ပြီးတော့လာရင်ခွဲမယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့အဲ့ခွဲတဲ့အဆင့်ထိကိုဒီကောင်နေမရောက်လိုက်ဘူးအဲ့နေရာထိကိုအဲတော်လိုင်းတက်ဖွဲ့ရောက်သွားတဲ့အချိန်မှာအဲ့နေရာရောက်တဲ့အချိန်ထိကိုဒီကောင်နေဘာမှမတုံးလိုက်ရဘူးပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုလည်းဒါတက်ဖွဲ့တွေကလုံးဝစနစ်တကျနဲ့ဒါ တေချာစစ်စစ်ဆက်ဆက်နဲ့ပြောပြရတယ်ဗောနော်ဟာဒီမှာမိုင်းကျိုးတွေတွေ့လာအာရှော့တိုက်ခွဲဖို့လှုပ်ထားတဲ့ဟာတွေဘာညာဆိုရဒါရှေ့တော့မိုင်းခွဲမဲ့ဟာတွေကိုပြတာမျိုးတွေရှိတယ်ဗောနော်အဲပြီးတော့ကြတော့အဲဒီအခုလိုမျိုးတိုက်ပြီဆိုတဲ့အချိန်မှာတဲ့အဲတိုက်နေတဲ့အချိန်မှာဟိုဘက်ကဒီရက်ခွဲတွေကသူကဘာပြောလဲဆိုလက်နဲ့ချပါမယ်ဆိုပြီးတော့ပြောတာလက်နဲ့ချပါမယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာဒီဘက်ကတပ်ဖွဲ့တွေကအပြစ်ရက်ပေးလိုက်အပြစ်အပြစ်ဆိုင်းတယ်ဗောနော်ခဏရက်ရက်ပေးလိုက်အဲ့ရက်ပေးလိုက်တဲ့ဟာကအခွင့်ကောင်းယူပြီးတော့ကိုကောင်နေကဟိုကောင်နေကခွေးတွေက ဒီလက်နက်တွေကိုစီလက်နက်တွေယူပြီးတော့ထွက်ပြေးကြတာဗျအဲ့ဒါတော်တော်ရင်နာဖို့ကောင်းတယ်ဗောနော်အဲ့မှာမျက်စိတငယ်နားတငယ်နဲ့တကောင်ကြံခဲ့တာဗောနော်ဒီကိုင်းတော်ထဲမှာလိုက်ပြီးတော့ရှင်းလင်းတဲ့အချိန်မှာအဲရဲတက်ကြလာအတူတကြလာအဲအဲ့ကောင်တကောင်ကြံခဲ့တယ်အင်ကြီးတော့မပါဘူးဗောနော်အင်ကြီးကဒီရဲအဝေးအင်ကြီးနဲ့ဟာဖောင်းနဲ့ဗောနော်အဲ့လိုပုံစံမျိုးနဲ့ကြာခဲ့တဲ့ကြံခဲ့တဲ့တကောင်ရှိတယ်အဲ့ကောင်ဆိုရင်တောင်းတောင်းတောင်းဖြစ်နေတာ ကြည့်ရလေကြောင်တောင်ဖြစ်တယ်ဆိုတာအဲဈေးဝါသုံးဆွဲတာလားဒါမှမဟုတ်ရင်အဲခုနလိုပေါ့နော်လုံးဝကြောက်လန့်တကြားဖြစ်ပြီးတော့ကြောက်ပြီးတော့ဘာမှကိုပြောမထွက်တော့တာလားမသိဘူးမေးတဲ့ဟာတွေတောင်မှဒီကောင်မဖြေနိုင်တဲ့ဟာမျိုးဖြစ်ကြောက်ကြောက်အားလန့်အားနဲ့အဲကြောက်အားနဲ့ဖြစ်နေတော်သေးတယ်နော်အဖွဲတွေကတကယ်စိတ်ထားကောင်းလို့နော်ပြောပြောခင်ဗျဘာမှဖြစ်ဘူးပြောခင်ဗျဒါလက်နဲ့တွေဘယ်နှမထားလဲဆိုပြီးတော့အဲအဲ့လိုမျိုးကောင်းမွန်မေးတာပေါ့နော် ဒါလက်နက်ကကြောက်ကြောင်းတက်ဖွဲ့အတွက်တကယ်ကိုရေးပါတယ်လीနော်အခုလိုမျိုးဒါနေရာတစ်ခုကိုဗောနော်ဒီလုံးဝတေချာခံစစ်စနစ်တကျပြင်ထားတဲ့နေရာတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးရဲ့အချိန်မှာကျွန်တော်လက်နက်ခင်းရနေတာအများကြီးရစီချင်တာဒါပေမဲ့နှမျောစရာကောင်းတာခုနလိုဗောနော်ရန်သူကလက်နက်ချမယ်လို့ပြောပြီးတော့ခုနလိုအဲပြန်ပြီးကလင်ကြီးလှုပ်သွားတဲ့ဟာတစ်ခုကလွတ်မြောက်သွားတာတော်တော်လေးနှမျောစရာကောင်းတယ်ဗောနော်အဲ့မှာကျွန်တော်အကြံပေးချင်တာတခုခုဒီလိုမျိုးလှုပ်ကြပါပြီဟေးဆိုတဲ့ခါကျရင်ဒါသင်ခန်းစာပဲဗောနော်အဲ့ကြဒီကောင်တွေရဲ့ဒါစုံလန်းနေ အဲခုနလိုထွက်ပြေးမဲ့လမ်းတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာကျွန်တော်တို့ကပိတ်ဆို့ရေးအဖွဲ့တွေထားတယ်ထားပြီးတော့မှအဲဒီကောင်းနေခုနလိုဂရိမတီပဲနဲ့ထွက်ပြေးတယ်ဆိုတဲ့ချိန်ကြရင်ရှင်းအဲ့ခါကျရင်ဖြုတ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့အာလက်တွေရစီကျင်တာပေါ့နော်အဲအဲ့တိုင်းနောက်ခါကြီးကျရင်ကျွန်တော်အဲ့တိုင်းလှုပ်ဖို့အတွက်ကိုဒါတက်ဖွဲ့တွေလည်းအခုဆိုရင်တော့ဒါအကြံဉာဏ်ကောင်းနေတော့ရသွားလိမ့်မယ်ပေါ့နော်အဲပြောရမယ်ဆိုရင်ဒါတော့အဲ့ထက်မကအများကြီးရတဲ့ ਨੇ ပွဲပေါ့ဗျာသိလားအဲအဲ့တော့အဲ့မှာဒါကြောင့်အဖွဲ့တွေရဲ့ပြောတဲ့ ပုံစံမျိုးလေးကြည့်ရအဲ့ဒီမှာမမရကြဟိုပစ္စည်းတွေယူကြရပေါ့။အော်ရောင်ဖွင့်ဖွင့်ဒီကားတွေဖွင့်ဒါတွေရိုက်ဖွင့်အော်ကားတွေရိုက်ဖွင့်တက်တာလေးဆွဲထုတ်အဲ့လိုယူကြရချင်းမှာတယောက်ပြောအရောင်ဟိုမှာဟိုမှာဟိုဘက်မှာ CBR တစ်စီးရှိရ CBR တစ်စီးရှိရအဆိုင်ငယ်ပေါ့နော်။အဲ့မှာတယောက်ပြောဗျာဟဲ့အောင်မောင်းတဲ့ဦးကလီးတယ်။အဲ့အောင်မောင်းတဲ့တွန်းသွားတယ်။အဲ့လိုမျိုးပေါ့နော်။အလုံးကဟိုရသမျှအဖိုးတန်တဲ့ဟာပေါ့နော်တပ်ဖွဲ့တွေအတွက်အဖိုးတန်ပါလေဆိုတဲ့ဟာတွေအကုန်လုံးယူဖို့ပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့စနစ်တကျပေါ့နော်သူကတစ်ဖက်မှာဒီလုံးလုံးနေရဆိုရင်တော့မှနောက်တစ်ဖက်မှာ ်ဘာရှိသေးတယ်အဲ့ဒါယူဖို့မေ့မယ်ဟိုဟာရှိသေးတယ်အဲ့ဒါယူဖို့မေ့မယ်အဲ့ဒါကိုဘယ်လိုယူသွားဟဲ့အောင်မမောင်းတက်ဖို့ဆိုတွန်းသွားအဲရအောင်ပုံစံမျိုးနဲ့လိုက်ပြီးတော့ဒါစီမံနေတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်အဲဥစ္စာလည်းတကယ်အားရစရာကောင်းတဲ့ချက်ပဲပေါ့နော်အဓိကတော့ကို့အဖွဲ့အတွက်ဘာတွေကအရေးပါသလဲဆိုတဲ့ဟာကိုရေးပါသမျှဟာအကုန်လုံးလိုက်ယူနေတဲ့ဟာဖြစ်နေတာပေါ့ဒါကြအဲဥစ္စာလည်းမိုက်တယ်ပေါ့နော်နောက်ထပ်အားရတဲ့ညင်ခွင်းတစ်ခုကအဲ့ဒီစကန်ထားလိုက်ပါတော့ဒါမီရှုပ်လိုက်ပြီပေါ့အဲဒီခွေးစကန်မီရှုပ်လိုက်တယ် အဲခုနလိုဖြည့်ဆည်းလိုက်တယ်စခန်းထဲမှာညီလိုမျိုးအောင်လှုပ်လိုက်ပြီးအချိန်မှာအောင်ပွဲခံပြီးပြန်အဲ့ချိန်မှာတော့အဖွဲတွေကတော့စိတ်အေးလက်အေးလုံနေကြတာနော်ပြောရမယ်ဆိုရင်ဘုဘကကောင်တွေကစိတ်ကူလာဖို့လို့ဘာဖို့လို့လုံးဝမရှိတဲ့အနေသားအဲအကြောင်းအဖွဲတွေအေးစေးလုံနေတဲ့အချိန်မှာကိုပဲဘာမှမဖြစ်ဘူးပေါ့နော်အဲပြီးတော့အဲဒါနောက်ဆုံးပြန်ထွက်လာတဲ့အချိန်မှာအဲအဲ့ချိန်မှာတပ်ဖွဲ့တွေကကားပေါ်မှာကားပေါ်မှာသူဒီလိုရိုက်ပြထားကားပေါ်မှာတချင်းနေဆိုနေအောင်ပွဲတချင်းနေဆိုနေကြာ အဲဒါအဲ့လိုဆိုနေတဲ့အချိန်မှာနောက်ခံ background ဟိုပါရမိုက်တယ်အဲ့ဒါရဲတကဲကိုမီးရှို့ထားလို့မီးကိုလုံးကြီးတက်လာတဲ့ဟာကြီးပေါ့နော်အဲ့ဒါကြီးကနောက်ခံကြီးနဲ့အဲအဖွဲတွေကရှေ့ရတဲ့ခြေလေးអော်ဆိုရမိုက်တယ်အဲ့ဥစားကြီးอ่ะဗျာပြီးရင်အဲ့မှာကျွန်တော်မမေရတွေးလိုက်တဲ့ဟာလေးမြင်ကွင်းလေးပေါ့နော်အဲ့ဒါလေးကကြတော့ဒါသူကင်မရာကိုဒီလိုမျိုးပြန်လှည့်ပြတဲ့အချိန်မှာပြည်သူတွေပေါ့နော်အဲ့သူတို့ဖြတ်လာတဲ့လမ်းကြောင်းမှာရှိတဲ့ပြည်သူတွေတော်လန်ပြည်သူတွေကလုံးဝဝမ်းသာအားရတဲ့လက်ပြနှုတ်ဆက်ပြီးတော့ ဒါမြင်ကွင်းပေါ့နော်အဲကြည်နူးစရာမြင်ကွင်းလေးပေါ့နော်လက်ပြနှုတ်ဆက်တဲ့အားလေးကိုလည်းတွေ့လိုက်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးတိုက်ပွဲဖြစ်တယ်ဆိုတဲ့ဟာကိုတို့လည်းကြားနေမှာပေါ့အဲကြားနေတဲ့အချိန်မှာဆူတောင်းမှာပေါ့ကျွန်တော်တို့ဒါဒေါ်လန်ပြည်သူတွေရဲ့ထုံးစံတိုင်းဟာငါတို့ကလေးတွေဘေးကင်းပါစေငါတို့လူငယ်တွေအနေနဲ့ကင်းပါစေဘာမှအထီးကိမ်းမရှိပါစေနဲ့အောင်ဝဲရပါစေဆိုပြီးတော့ဆူတောင်းနေကြတာပေါ့အဲဒါမှမဟုတ်ပြန်လာပြီဆိုတဲ့အချိန်မှာအောင်ဝဲခံတဲ့ဟာလည်းမြင်ရောတို့လည်းထတ်တူဝမ်းတာတာပေါ့ပျော်တာပေါ့ပျော်ပြီးတော့အဲ့လိုနှုတ်ဆက်တဲ့ဟာအဲအဲ့ဥစ္စာလေအဲကျွန်တော်မျိုးလုံးနေရာမထွက်ဘူးပေါ့နော်ဘာဖြစ်ဖြစ်ဒီဟာက အောင်မြင်မှုရတယ်လို့ပဲပြောရမှာပေါ့အဲဆိုလိုတာအချိုးအမြတ်ကတော့ခုနလိုလက်နက်ခဲရန်အကုန်လုံးအပြည့်ဝနှီးပါတော့မရလိုက်ဘူးပေါ့နော်ဒါလက်နက်သက်လက်ပဲရလိုက်တဲ့ဟာမျိုးတော့ရှိတယ်ဒါပေမဲ့သူတို့ခြေချပြီးတော့တက်ဆွဲထားတဲ့နေရာတွေခက်စစ်ကိုတေချာမူမန့်ထားတဲ့နေရာမျိုးတွေကိုလွယ်တကူနဲ့ပေါ့နော်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့မှတ်တမ်းတစ်ခုကတော့ဝင်သွားတာပေါ့နော်ဒါကတော့ဒီရက်ထက်မှာတကယ်အားရစရာကောင်းတဲ့အချက်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်တို့အဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒါစီမံချက်တွေဆွဲတဲ့အခါမှာအခုနောက်ပိုင်းမှာဘာထက်ဆွဲတင်လဲဆိုတော့ ရန်သူထွက်ပြေးနိုင်တဲ့လမ်းကြောင်းမျိုးပါထွက်တတ်ဒီထည့်ဆွဲရမယ်ပေါ့နော်ထည့်ဆွဲပြီးတော့ဒီကောင်းဒီထွက်ပြေးမယ်ဆိုတဲ့ဟာကိုပဲအရင်ထည့်ဆွဲပေါ့နော်ထည့်ဆွဲပြီးတော့အဲခုနလိုဒါပိတ်ဆို့ဖို့လို့တာစီဖို့လို့ဖြတ်တောက်ဖို့လို့အဲ့လိုပုံစံမျိုးတွေကိုကျွန်တော်တို့အဖွဲတွေခွဲရတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါသိစေချင်တယ်ပေါ့နော်ဒီကောင်းလေးဘယ်တော့မှဂရိမတီးဘူးရဲချင်းရဲချင်းကလင်ကကြီးလှုပ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်းမျိုးတွေကိုလုံးဝအဆုံးသတ်ပေးနိုင်ဖို့ရန်ကြီးကြည့်တယ်အဲ့တော့ ခုနလိုမျိုးဒါ strategy ဆွဲတဲ့အခါမှာအဲ့ဟာတွေထည့်ဖို့လိုလာပြီပေါ့နော်နောက်တစ်ခါဒါကြောင့်မကွေးတိုင်းစင်မောင်ဝဲတွေကကပ္ပသ73အဲကပ္ပသ73ငချော့တွေပြစ်တာပေါ့10လုံးတော့ပြစ်တာနော်10လုံးနဲ့စော်တာဒါအောင်မြင်မှုရှိတယ်ပေါ့နော်အဲတော့ဒီထိခိုက်မှုကတော့ဒါကြောင့်ထုတ်ပြန်လာတာကြည်ရတဲ့အပုံမှာအဲတေချာမှုတော့မရှိသေးဘူးပေါ့ဗျာမရှိသေးဘူးဒါပေမဲ့ဒီကောင်တွေကလည်းဘယ်တော့မှ ဲသူတို့တွေရထိခိုက်မှုတွေကိုသူတို့အဲအတိမခံမှုပေါ့နော်အရန်ဖုံးကွယ်ပြီးတော့နေကြတယ်ပြီးတော့ကြတော့ခုနလိုအေးရွခံရတဲ့အပိုင်းတွေကတော့တေချာပေါက်ရှိလိမ့်မယ်အပြက်စီးလည်းတေချာပေါက်ရှိလိမ့်မယ်ရှော့လိုက်တုံးတစ်လုံးရဲ့ကွင်းပြင်းအားပေါ့နော်ကွဲအားကနည်းတဲ့အာပြင်းအားမဟုတ်ဘူးပေါ့နော်အဲကြောင့်ဆယ်လုံးဆိုတဲ့အားကလည်းတကယ်သာ ဒါထိရောက်တဲ့နေရာတစ်ခုတွေကိုတော့ကြမယ်ဆိုရင်တော့မှတော်တော်လေးပျက်စီးဆုံးရှုံးမှုများမယ်နေထားပါတော့။အဲဒီကပ္ပစာ73ကလည်းအခုရက်ထဲမှာကန်ခေနေတာ။အဖွဲတွေကမျက်စိကြခြင်းကိုခံနေရတာပါတော့။ရှေ့မှာလည်းဒါနေပြီးတော့နားမှာပါတော့ကပ္ပစာ73ကဘုံဘူးအပါဝင်3ယောက်ကိုဒါဖမ်းဆီးနိုင်ခဲ့တယ်3000အဲအချိုးမြတ်ရခဲ့တာလည်းရှိတယ်။အဲနဲ့နောက်ကနေလိုက်ပြီးတော့ရှင်းလင်းတဲ့အချိန်မှာသူတို့လူတို့ရှင်းလင်းသွားတယ်ဆိုပြီးတော့တပ်ဖွဲ့တွေကသတင်းထုတ်ပြန်လာတယ်။အဲ့လိုမျိုးများများကြိုက်တယ်ပါတော့များများလှုပ်ပါပါတော့။အခုနောက်ပိုင်းဒါကပ္ပစာတွေကအရင်ရေးကြီးလာတယ်။ ကာဖစာတစ်ခုကိုအခုလိုမျိုးတိုက်ခိုင်းလိုက်နိုင်နေဆိုရဟာကနောက်ထပ်ဒီတခြားနေရာတွေမှာတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုတစ်ဖက်တစ်လမ်းကနေကူညီတာနဲ့အတူတူပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီကာဖစာတွေကထွက်လာတဲ့လက်နက်တွေခဲယမ်းတွေအဲဘုံသီးတွေပေါ့နော်။ဒီလိုဟာမျိုးတွေနဲ့ပဲဒီဒီမြောက်လန်ရဲ့စစ်တပ်ကနေရာအနှံ့မှာဒါသူတို့တွေတိုက်ပွဲပေါ်ဆောင်နေတာပေါ့နော်။အဲဒါကြောင့်အဲ့လိုမျိုးနေရာမျိုးတွေကိုတိုက်ခိုက်နိုင်ပြီဆိုတာနဲ့ဒီဥစ္စာတွေထုတ်လုပ်နိုင်မှုကကြာစင်းတာလေလုံးဝရက်တန့်သွားတာမျိုးဖြစ်နိုင်တယ် ဒါတပ်ဖွဲ့တွေကိုတခြားနေရာမှာတိုက်ပွဲဝင်နေတဲ့တိုက်ခိုက်ရေးဘက်ကအဖွဲ့တွေကိုကူပေးလိုက်တာ ਨੇ အတူတူပဲအဲတော့ကျတော့ကပ္ပစတွေကိုတိုက်နိုင်တာကအရန်ကြိုးရှိတယ်ပြော်ဒီကောင်းနေအခုဆိုရင်အသေးအတန်ကြောက်လန့်နေလောက်ပြီဗျာဘာလို့လဲဆိုတော့အခုနောက်ပိုင်းတော်လိုင်းတက်ဖွဲ့တွေကကပ္ပဆာတွေကဒီကောင်းနေရဲ့အားနည်းချက်မှန်တိလာတဲ့ခါမှာတကယ်ကိုအခွင့်အရေးကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ရရင်ရတယ်လို့ပြင်းနေတဲ့အနေအထားဖြစ်လာတယ်ပြော်ဒီမကွေးတိုင်းထဲမှာဆိုရင်ကပ္ပဆာအများဆုံးရှိတဲ့နေရာကပ္ပဆာပေါ့နော်အဲအဲ့ကပ္ပဆာတွေကအခုဆိုရင်ကြောက်လန့်နေကြဖြစ်နေလောက်ပြီပြော် သေးကြတဲ့ဒီကပ္ပစားတွေကိုလည်းအာတော်လိုင်းတက်ဖွဲ့တွေကအဲတချိန်ချိန်မှာပေါ့နော်အဲအခွင့်ရေးဆောင်ပြီးတော့အပြတ်ကျုံးမဲ့နေထားလို့လာကျွန်တော်မြင်နေရတယ်အဲခါကျရင်ဒါဘလောက်ပဲသူတို့အဲအင်အားတွေအများကြီးပဲခြားတာခြားတာပေါ့နော်အဲသူတို့စီမှာရှိတဲ့သူတွေရဲ့အရေးချင်းတွေစွမ်းရည်တွေအရဒါဒူးထောင်းရမယ့်သူတွေလက်ပြန်ကျိုးတုပ်ရမယ့်သူတွေအများကြီးထွက်လာဦးမယ်လို့ဒါကျွန်တော်မြင်မိတာပေါ့နော်အဲတော့ကပ္ပစားကြီးလည်းရေးကြည့်တယ်နောက်တစ်ခုကတော့ဆလင်းပါပေါ့နော်တန်ချက်ကနှစီးပါတဲ့စစ်ကြောင်းစစ်တက်စစ်ကြောင်းကိုတိုက်ခိုက်နိုင်တယ်တဲ့အာစစ်ကြောင်းမှုအပါအဝင်ပေါ့နော်၉ရောက် အာ short ခံရတယ်ဗောနော်အဲတိုက်ပွဲဖြစ်စင်ရပါတော့နော်နှစ်နာရီကျော်ကြာတယ်ဆိုပြီးသိရတယ်တကယ်တမ်းတွတ်ကြည့်မယ်ဆိုရင်အဲနှစ်နာရီကျော်ဆိုတဲ့အချိန်ကြီးကအကြအကြီးတိုက်ပွဲထဲမှာဆိုပိုကြာတယ်ဟိုဘာလို့လဲဆိုတော့တိုက်ပွဲဖြစ်ပူးတဲ့ဆိုရင်ဆိုရင်နားလေလေပဲသူက5မိနစ်10မိနစ်လောက်တိုက်ပွဲတော်မှာတကဘာလောက်ကြာတယ်ဆိုပြီးတော့ထင်ရတယ်အဲ့တော့စစ်ကောင်စီဘက်ကကောင်နေကပါတော့အခုလိုမျိုးဒါရုတ်တရက်တိုက်ခတ်ခံရတဲ့အနေအထားမှာနှစ်နာရီကျော်ကြာလောက်တဲ့အထိသူတို့တွေတိုက်ပွဲထဲမှာရောက်နေတယ်ဆိုတော့ဒီစိတ်ကြီးရပါတော့တော်တော်ကိုခြောက်ချားစရာကောင်းလိမ့်မယ်ပြီးအဲအကြောင်းမလို့လဲ ဒီတန်ချက်ကတွေမှာမြောင်းနေထိုးကြတန်ချက်ကတစည်းကသူကအဲမြောင်းနေကိုထိုးကြလို့ဖောကားရင်ပြက်ဆွဲတင်ရတယ်ပြက်ဆွဲတင်ရတဲ့အချိန်မှာတပ်ဖွဲ့တွေကလက်နေကြီးနဲ့လှမ်းပြင်းတော့ဗောနော်အဲအဲ့မှာသူအထိကိုက်တွေများသွားတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲကြောင့်အဲတန်ချက်ကတွေပါရဲ့သားနဲ့တန်ချက်ကတွေလှည့်ပြေးလို့မြောင်းနေထိုးကြတာလားဗလားလို့မျိုးတွေဒီဖြစ်နေတဲ့အနေထားဗောနော်အဲဒီအာရှလမ်းပေါ်မှာဆိုရင်ကော်ပရာနဲ့တွေ့တဲ့အချိန်မှာအဲ့လိုပုံစံမျိုးသူတို့တွေတခါဖြစ်ဘူးလေဗောနော်အဓိကတော့ဒီတန်ချက်ကပေါ်မှာပါလာတဲ့ကောင်ကသူတို့ရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ကောင်ကသူကဘာပြောလဲဆိုတော့ ဟောင်းလေးဘယ်ကောင်းမှကြောက်စရာမလိုဘူးအကုန်ပစ်ခွဲပြင်မယ်အကုန်ပစ်ထုတ်ပြင်မယ်ဟောင်းငါတို့ကဘာတွေလာတယ်ဘာတွေပါတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူကတန်ကြောက်ကဘွားနေအော်ဝေးလာတာလေအဲ့မှာစနိုက်ပါကခြိုက်ထုတ်လိုက်တာဘုံဆိုပြီးခြိုက်ထုတ်လိုက်တာအဲ့မှာအကုန်လှည့်ပြေးတာဗောနော်ကားတွေနဲ့ဆွဲထုတ်တန်ကြောက်ကတွေလှည့်ပြေးအဲ့လိုပုံစံမျိုးတွေပစ်ကွန်အဲအဓိကတော့ခေါင်းဆောင်ဆိုတဲ့ကောင်တွေကရေးကြီးတယ်ဗောနော်သူတို့ဘက်ကဘယ်ကောင်ခေါင်းဆောင်လဲဆိုတာကိုသိပြီးအဲ့ကောင်ကိုခြိုက်ထုတ်နိုင်ပြီဆိုတာနဲ့ဒီကောင်တွေလုံးဝဖျို့ပြဲဖြစ်ပြီးတော့တက်ပါပြတ်တဲ့အနေထားတွေဖြစ်တာအဲ့ဥစ္စာတွေကသူတို့ရဲ့အားနေချက်သူတို့မှာခေါင်းဆောင်အဆင့်ချင်းခေါင်းဆောင်နိုင်တဲ့စွမ်းရည်ဆိုတာမရှိဘူး အဲကြအဲ့လိုဟာမျိုးတွေကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကအမြဲတမ်းစောင့်ကြည့်ပြီးတော့ခွဲခြားတက်ပြီးတော့ခြေမိုးနိုင်မှုအတွက်ဆိုရင်အရန်ဟိုအထောက်အကူဖြစ်တဲ့ဒါအချိုးမြတ်များတဲ့ဒါအောင်ပွဲတွေဖြစ်လာမှာပေါ့နော်အဲကြလိုပဲဖြစ်ဒီရက်ထဲမှာဒါကျွန်တော် အောင်ပွဲတွေတရင်တွေကတောက်လျှောက်ဆက်နေတာတောက်လျှောက်ဆက်နေတာတချို့ဟာတွေကျွန်တော်ကပြောလို့မရဘူးဗစက်တွေကိုရရနေအဲ့လိုမျိုးပြောဖို့အတွက်ကောနော်အချိန်အခါကျွန်တော်တို့စောင့်ရတာတွေရှိတယ်ဗောနော်ဒါပေမဲ့ပြောနိုင်သလောက်ပြောသင့်သလောက်ကိုကျွန်တော်တို့တွေပြောနေကြပါတယ်အဲဒါပေမဲ့ဒါပြည်သူကလည်းတေးကြတယ်တက်နိုင်တဲ့အပိုင်းတွေကနေပြီးတော့ကုညီနေရင်းနဲ့ဒီလိုမျိုးတရင်ကောင်းတွေကိုနားဆွင့်ပေးကြပါလို့ဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်